မင်္ဂလာပါဗုဒ္ဓနဝချန်နယ်မှာကြိုဆိုပါရခင်ဗျာဗုဒ္ဓကပြိဋ္ဌိဘံဆန်သွားပြီဆိုတော့သူကကျွန်ုပ်တို့ကိုဘယ်လိုမျိုးကူညီနိုင်ပါသလဲအဖြေကတော့လျှက်စစ်တပ်ကို တွေ့ရှိတဲ့မိုက်ကယ်ဖာရာဒီဟာကွဲလွန်သွားပြီပဲဖြစ်ပါတယ်သို့တော်လည်းသူရဲ့တွေ့ရှိချက်ကကျွန်ုပ်တို့ကို ယခုတိုင်ကူညီနေပါသေးတယ် ယောဂပေါင်းများစွာကိုကုသတဲ့ကုထုံးတွေကိုတွေ့ရှိခဲ့တဲ့လူဝိပါချာဟာလည်းကွဲလွန်သွားပြီပဲဖြစ်ပါတယ်။သို့တော်လည်းသူတွေ့ရှိခဲ့တဲ့ကုထုံးတွေကယခုတိုင်အသက်ပေါင်းများစွာကိုကယ်နီဆဲပဲဖြစ်ပါတယ်။ကြောကြားတဲ့အမှုပညာများစွာကိုတီထွင်ပန်ပြီးခဲ့တဲ့လီယိုနာໂດဒါဗင်ချီဟာလည်းတည်ဆုံသွားပြီပဲဖြစ်ပါတယ်။သို့တော်လည်းသူပန်ပြီးခဲ့တဲ့အမှုပညာတွေကလူတွေကိုယခုတိုင်ပျော်ရွှင်မှုတွေပေးနေဆဲပဲဖြစ်ပါတယ်။ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးများနဲ့အာဇာနည်ပုဂ္ဂိုလ်ကြီးများကွယ်လွန်သွားကြရာရာစုနှစ်ပေါင်းများစွာ ကြာတော့လေသူတို့အကြောင်းကိုကျွန်ုပ်တို့ဖတ်ရှုရတဲ့အခါမှာသူတို့လိုနေထိုင်မှုပြုမှုပြောဆိုမှုဟာကျွန်ုပ်တို့ရဲ့တန်တမ်းမှာတဖွာဖွာပေါ်လာပါတယ်ဟုတ်ပါတယ်မြတ်စွာဘုရားပရိနိဗ္ဗာန်ဆန္ဒဟာနှစ်ပေါင်း2500ကျော်သွားပြီပဲဖြစ်ပါတယ်သို့တော်လေရှင်တော်မြတ်ဖရာရဲ့တရားတော်များဟာယခုတိုင်ကူညီနေသေးပါပဲ ရဲစွာပြားရဲ့နမူနာကောင်းတွေကလူတွေကိုယခုတိုင်အားတက်စေတုံးပါပဲ။သူတော်ကောင်းတွေကယခုတိုင် လူတွေရဲ့ဘဝကိုပြောင်းလဲစေတုံးပါပဲ။ဘုရားမြတ်စွာမာသာလျင်ပြိဋိဘံဆံပြီးတဲ့နောက်ရှားစုနဲ့ပေါင်းများစွာဂျာတိတိုင်အောင်ဒီလိုစွမ်းအိမ်များဟာရှိနေနိုင်တာဖြစ်ပါတယ်။အခြားသောမြည်သည့်ပုံကူမှာဒီလောက်ကြာမြင့်အောင်ရှိမနေနိုင်ပါဘူး။